နာခူးရဲ့တောထဲမှာဝဝါဆိုတဲ့ငှက်ကလေးတစ်ကောင်နေထိုင်နေဝဝါငှက်ကလေးကစပားကိုကြိတ်ပြီးတော့အဆိတ်တွေထုတ်ယူတယ်ပြီးတော့သူ့ရဲ့မြေပေါ်မှာအဆိတ်တွေကိုတင်ပြီးတော့ဈေးမှာရောင်းမှုသွားတယ်ဒီလိုနဲ့ပဲဝဝါငှက်ကလေးကသူ့ရဲ့အဆိတ်တွေကိုရောင်းပြီးတော့အသက်မွေးရယ်ဝဝါငှက်ကလေးအနီးမှာကာလူးဆိုတဲ့ကြီးကန်းတစ်ကောင်ရှိတယ်အဲ့ကလူကြီးကလည်းဝဝလိုပဲသူ့ရဲ့လေကနေအစိတ်တွေထုတ်ပြီးတော့သူ့မိလေးရဲ့အကူအညီနဲ့ဈေးမှာရောင်းနေတယ် တမနက်မှာဝဝငက်ကလေးနဲ့ကာလူကြီးကန်တို့ဟာသူ့ရဲ့မြေးတွေပေါ်မှာအဆစ်တွေတည်နေကြတယ်။ဒီနေ့လည်းငါ့ရဲ့မြေးပေါ်မှာအလေးချိန်အရင်မတင်တော့ဘူး။သူ့ရဲ့ခန္ဓာရင်ရှိသလောက်ပဲတင်ရမယ်။ဘာလို့လဲဆိုတော့အခုနွေရတရအရင်ပူတာ၊သူ့လည်းတရိတ်ဆန်ပဲ၊သူ့လည်းခံစားရမှာပေါ့။ကာလူကြီးကန်ကတော့သူ့မြေးပေါ်မှာသူ့ရဲ့ခွန်အားထက်ပိုတဲ့အဆစ်တွေတင်လိုက်ပြီးတော့ဈေးဘက်ကိုခေါက်သွားလိုက်တယ်။ကာလူကြီးရဲ့မြေးဟာအလေးချိန်များလွန်းလို့လုံးဝမလုတော့ပါဘူး။ သူ့ရဲ့လမ်းမှာလည်းမြင်းတစ်စင်းရှိတာပေါ့ကာလူကြီးကအဲ့မြစ်ကိုအဆင်ပြေပြေဖြစ်နိုင်မိမဲ့သူ့ရဲ့မိကတော့အလေးချိန်များလုံးလို့မြစ်ကိုမဖြစ်နိုင်ပါဘူးကာလူကဒေါသထွက်ပြီးတော့သူ့ရဲ့မိကိုအတော်လေးကိုရိုက်နှက်တယ်အရန်ကိုပြင်းရည်နေရပဲမင်းမင်းရဲ့ရှောက်စမ်းတနေ့လုံးဒီမှာဖြုံးမလို့လားကာလူကသူ့ရဲ့မိကိုအတင်းလျှောက်ခိုင်းပြီးတော့ဒီနေ့တော့ဈေးထိခေါ်လာနိုင်ခဲ့တယ်ဝဝစာကလေးကတော့သူ့ရဲ့အစိတ်တွေအကုန်ရောင်းပြီးတော့ပတ်စံယူကပြန်လာနေတယ် တွေ့လားမင်းကအရန်ကိုပြေးရတာကြောင့်ငါတို့ဒီကိုရောက်ဖို့နေ့တိုင်းကိုနောက်ကျနေရပြီးတော့သူ့ရဲ့အစီတွေကိုရောင်းပြီးတော့ကာလူကြီးကအိမ်ပြန်ရောက်လာပြီးတော့သူ့ရဲ့မျိုးကိုဝဝငက်လေးရဲ့မျိုးနဲ့အတူခြိထားတယ်ဝဝငက်မလေးကသူ့ရဲ့မျိုးကိုအစာကျွေးပြီးသွားပြီပေါ့ဒါပေမဲ့ကာလူကြီးကကသူ့ရဲ့မျိုးကိုဘာမှမကျွေးဘဲနဲ့အိမ်ထဲဝင်သွားတယ်ဝဝငက်လေးကဘလောက်ကောင်းလိုက်လဲသူကမင်းကိုဘလောက်ခရူးဆိုင်လဲသူကမင်းပေါ်မှာအလေးချိန်အများကြီးလည်းမတင်ဘူးဒါနဲ့မကအောင် မင်းကိုအေးစစ်စစ်လဲခေါ်သွားပြီးတော့အေးစစ်စစ်လဲပြန်ခေါ်လာတယ်။လုံးဝလည်းမရိုက်ဘူး။အေးကွာမင်းတခုခုလောက်ပါငါကူညီနိုင်သလောက်ပေါ့။ဒီမှာငါစားတယ်ကနည်းနည်းစားလိုက်။နောက်နေ့မှာဝဝငှက်လေးကသူ့မီးပေါ်မှာအစစ်နဲ့အိတ်ပဲတင်ပြီးတော့ဈေးမှရောင်းမှုထွက်ခဲ့တယ်။ခဏကြာတော့ကာလူကသူ့မီးပေါ်မှာအစိတ်ချောက်အိတ်တင်လိုက်တယ်။အဲ့လိုတင်လိုက်တာကြောင့်မင်းကလေးချိန်အများကြီးဖြစ်သွားတာပေါ့။ ကာလူချင်းကန်ကသူ့ရဲ့မြီးကိုလှုပ်ခိုင်းမှုစူးစမ်းပေမဲ့တနားစရာမြီးလေးကလုံးဝမလှုပ်နိုင်ရှာပါဘူး။ကာလူချင်းကန်ကဒေါသထွက်သွားပြီးတော့မြီးကိုရိုက်နေတယ်။ဒီလောက်ပြင်းရတာကိုဘယ်ကနေတင်လာလဲမသိဘူး။မြမြလျှောက်ဆန်းဒီနေ့တော့မင်းကိုဘလောက်အလေးချိန်မြမြပေးပြီးတော့သွားခိုင်းမှာ။ဘာပဲဖြစ်ဖြစ်သွားရမယ်။ဒီချိန်မှာဝဝငှက်မလေးကအဲ့ဒီမှာရောက်လာရင်ဟဲ့ အကူကလို့ဘာလို့နေရလဲဒီအားနဲ့မြေးပေါ်မှာဒီတော့အလေးချိန်အများကြီးတင်လို့ရှင်ဒီတနာစရာမြေးလေးကဘလို့လှောက်နိုင်မှာလဲအကူရဲ့စိတ်ထဲမှာကိုချင်းစာစိတ်နည်းနည်းလေးလောက်ထားပါအောင်ဒီမှာဝဝစာကလေးမင်းကဘာသိမှာလဲဒီမြေးတွေကဒီလောက်ပဲရှိရအလေးချိန်တဲဖို့နဲ့အလောက်လောက်ဖို့ပဲဟာဘူးငါ့ငါရိုက်ပြီးတော့ဈေးအထိခောက်သွားမယ်အဲ့ဒီကနေအစိတ်တွေရောင်းပြီးတော့ပြန်လာမယ်အဲ့ဒီချိန်လမ်းမှာကာလူကိုစက်တူရွေးငှက်ကလာတွေ့ရယ်ကာလူကြီးကနားထောင် ငါစီမှာစားအိတ်တွေကိုဈေးထိပို့စရာရှိတယ်။မင်းမင်းပေါ်မှာစားအိတ်တွေကိုနည်းနည်းချင်းတင်ပြီးတော့ဈေးထိပို့ပေးမလား။ငါမင်းကိုဈေးကောင်းပေးမယ်လေ။ဟာအခုကျက်တူရဲ့နည်းနည်းချင်းလုံးမနေပါနဲ့။တခါလေးစားအိတ်အားလုံးဒီမင်းပေါ်ကိုတင်ပြီးတော့ပို့ပေးမယ်။ဒါပေမဲ့အဲ့အရေအတွက်ပေါ်မူတည်ပြီးတော့အဲ့အတိုင်းပတ်စံယူမယ်နော်။ Okay ကာလူငါပတ်စံနေအကောင်လုံးမင်းကိုပေးမယ်။ဒီနေ့ညမင်းမင်းရဲ့ဘေးမှာစားအိတ်တွေအကုန်ထားပေးမယ်။အဲ့မှာကာလူကြီးရဲ့မိယာဝဝစာကြီးမိုင်မိကိုပြောတယ် ငါမင်းရဲ့အကူအညီလိုတယ်ကာလူကလေးချိန်အများကြီးတင်တယ်အခုထပ်ပြီးတော့ငါပေါ်မှာစားရိုက်တွေအများကြီးတင်လိုက်ရင်ငါတေဝါမှာပဲဒါကြောင့်မင်းရဲ့အကူအညီကိုငါလိုအပ်တယ်မင်းတခုခုလုပ်ပေးပါလားမင်းငါနေရာမှာကာလူနဲ့သွားပေးငါဝဝငှက်ကလေးနဲ့သွားမယ်โอเคကောင်းပြီလေကာလူကြီးကဒီလောက်ထိရက်ဆက်တယ်ဆိုတော့ငါမင်းကိုတကယ်လို့အကူအညီပေးမယ်ငါတို့နေရာချင်းလဲလိုက်မယ်နောင်နေမနေရောက်တော့ဝဝငှက်မလေးကကာလူကြီးရဲ့မြေးပေါ်မှာတအိပ်ပဲတည်ပြီးတော့အဲ့ကနေခေါ်သွားတယ် ခဏကြာတော့ကာလူကြီးကဝဝငှက်ကလေးရဲ့မြေးပေါ်မှာစားရီခွနအိတ်လုံးတင်လိုက်တယ်။ဒါပေမဲ့ဒီနေ့မြစ်ထဲမှာရေအစိရတော်တော်တန်နေရပေါ့။အခုတော့ဝဝငှက်မလေးရဲ့မြေးကအဲ့ဒီအလေးချိန်ကိုလုံးဝမခံနိုင်တော့ဘူး။ဒါကြောင့်စားရီတွေအကုန်လုံးပြုတ်ကျပြီးတော့ရေထဲမှာမျောကုန်တယ်။ပြီးတော့ကာလူကြီးကမြေးကိုမြစ်ထဲကနေမြန်မြန်ဆွဲထုတ်တယ်။ဒီပြင်းရဲ့မြေးကတုံးစားလို့မရအောင်ငါ့ကိုအယူလောက်တာပဲတေပေတော့ ဲ့လိုပြောပြီးတော့ဝဝငတ်မလေးရဲ့မြီးကိုအရင်ရိုက်နှက်တော့တာပေါ့အဲ့ဒီချိန်ဝဝငတ်မလေးကရောက်လာပြီးတော့ကာလူကြီးပေါ်မှာကြောက်တုံးတုံးကိုအကျိုးနဲ့ချီလိုက်တယ်ကြည့်ပါဦးအကိုကာလူကြီးမင်းဒီကြောက်တုံးရဲ့အလေးချိန်ကြောင့်အခုနေရာကနေမလုံနိုင်တော့ဘူးတတဝါရီရဲ့ခွန်အားထက်ပိုတဲ့အလေးချိန်ကိုအခုပေါ်တင်လိုက်ရင်မလုံနိုင်ဘူးမလားဒါဆိုအခုရဲ့တနာစရာမြီးလေးကဘယ်လိုလှောက်လျှောက်နိုင်မှာလဲဟုတ်တယ်ဘောဝါမင်းလုံးဝမှန်ပါတယ်ငါအရင်ရက်ဆက်လွန်သွားတယ် ငါဒါတွေကိုလုံးဝမစဉ်းစားခဲ့မိဘူး။ကာလူကြီးဟာသူ့အမှသူသဘောပေါက်သွားပြီးတော့နောက်ပိုင်းသူ့မိလေးပေါ်မှာအလေးချိန်နည်းနည်းပဲတင်ပြီးတော့ဈေးကိုသွားလာတော့တယ်။ဒီလိုနဲ့ပဲအကောင်လုံးအဆင်ပြေသွားတော့တယ်။မင်းနဲ့ကောင်လည်းသူတို့ရဲ့တခင်နေနဲ့အေးအေးကျန်ကျန်နေထိုင်သွားကြတော့တာပေါ့။ သည့်အချိန်တောင်ကြီးအနှံ့မှာရေခဲတွေဖုံးလွှမ်းနေပါတယ်။ညက်ကလေးတွေကလည်းတုံ့ရင်နေပါတယ်။ဘဝစာကလေးမကသူ့ရဲ့သမီးဖြစ်တဲ့မိနီရဲ့တားဖြစ်တဲ့ကကူးနဲ့အတူတစ်ပင်အိုကြီးရဲ့အနားမှာနားနေပါတယ်။သူတို့ရဲ့အရှိမကတခြားညက်တွေလည်းရှိနေပါတယ်။ဆောင်းရသည်ကနှစ်တိုင်းရှိရဆိုပေမဲ့ဒီတစ်ခေါက်ဆောင်းရသည်ကအသက်ဆုံးရှုံးတော့မလို့ပဲ။ငါတို့လုံငှက်တဲ့အများစုကလည်းအေးလုံးလို့ဒီမှာမနေနိုင်ကြတော့ဘူးငါတို့လည်းငါတို့အိမ်ကိုထားပြီးတော့ထွက်သွားရတော့မယ်အမေတပင်းတို့ကဘယ်သွားရမှာလဲ ။တမီးတို့အိမ်ကဒီတော့ဘယ်လေဘလို့လုပ်ပြီးတော့ထားသွားနိုင်ရမှာလဲ။ငါတို့ဒီကနေထွက်သွားတော့လဲအမှားမရှိပါဘူး။ငါတို့အစားအသောက်လည်းရလိမ့်မယ်။နေရာတိုင်းမှာလည်းအေးအေးဆေးဆေးหนีလို့ရလိမ့်မယ်။ကလေးတို့ကိုရီးယားအသက်လွတ်ငင်းတဲ့နေရာတိုင်းကအိမ်ဖြစ်နိုင်ပါရဲ့။အမေတို့အသက်တွေဆက်လက်ရှင်သန်မှုအတွက်ထွက်သွားမှရမယ်။အမေတို့အမြန်ထွက်သွားရမယ်။မဟုတ်ရင်ဒီအတိုင်းပဲအသက်ဆုံးရှုံးသွားရလိမ့်မယ်။ဟိုဝါစာကလေးမကတချောင်းညက်တွေကိုလည်းဖျောက်ပြပေးနေပါရဲ့။ တချို့ကအစင်းသင်းဖြစ်ပေမဲ့လည်းတချို့ကအဲ့ဒီမှာပဲနေခဲ့ဖို့ဆုံးဖြတ်ခဲ့တယ်။ဟိုဝါငါအဖိုးကြီးတယောက်ဖြစ်နေပြီ။ပြန်တန်းနိုင်စွမ်းလည်းမရှိတော့ဘူး။နင်တို့ပဲသွားကြပါ။ရှိတဲ့ကလေးတွေကိုလည်းခေါ်သွားလိုက်ပါ။ငါတို့အားလုံးအတွက်နေရာရှိရဆိုရင်အားလုံးကိုခေါ်သွားချင်ပါတယ်။ဒါပေမဲ့အချိန်တွေကမတိသေးတဲ့အတွက်အားလုံးခွင့်လွတ်ပါနော်။ငှက်တွေအားလုံးကပြန်သွားကြပါတယ်။တို့ရဲ့လမ်းခရီးကရမ်းအောင်ခတ်ခဲပါတယ်။နေ့နေ့ကြောင်လည်းတို့ခဏခဏလမ်းမှာနားခဲ့ရပါတယ်။ အမေလေပြင်းနဲ့တိုင်နေရအတွက်တမိဒီထပ်ပို့ပြီးတော့မပြောင်းနိုင်တော့ဘူးမိနီငါတို့စူးစမ်းပြီးတော့အတူတကွပြန်သန်းရမယ်မဟုတ်ရင်ဒီဆောင်ရသည်ကငါတို့အပိသက်လုံးလိုက်လိမ့်မယ်ကလေးတို့အမေသိပါတယ်ဒီခရီးကအရန်အောင်ခက်ခဲတယ်ဒါပေမဲ့အမေတို့ဇွဲချော်သွားလို့မရဘူးနောက်ထပ်နည်းနည်းထပ်သွားရမယ်ဟိုဝါစာကလေးမကပြန်ရင်းနဲ့ပြန်မှန်းလာပါတယ်တစ်ပိသမင်းသားသွားပြီးတော့နားလိုက်ပါတယ်ကလေးတို့အားလုံးသွားကြပါတော့အမေဒီမှာပဲခဏကြံနေခဲ့လိုက်မယ် အမေကြောင့်လမ်းခင်းကျန်ကြနေလို့မရဘူးမဟုတ်ဘူးအမေသမီးတို့အမေကိုထားပြီးတော့မသွားနိုင်ဘူးအမေဒီမှာနားကျင်သမီးတို့လည်းဒီမှာရှိနေမယ်ဟုတ်တယ်အမေအမေကသားတို့ရဲ့အားရင်ပဲအမေမရှိလို့မဖြစ်ဘူးသားတို့အတူတကားရှိနေရမယ်သားတို့သမီးတို့ကအမေရဲ့အသက်ပါပဲအမေခဏနားပြီးရင်ထက်သွားကြတာပေါ့အမေတို့တယောက်အတွက်တယောက်အားရဲ့အဖြစ်ရှိနေမယ်ဟိုဝါစာကလေးမနဲ့သူ့ရဲ့ကလေးတွေကရွာဘက်ကိုပြန်သွားပါတယ် အဲ့ဒီမှာမြေကြီးနဲ့စောက်ထားတဲ့အိမ်တစ်လုံးရှိပါတယ်။အဲ့ဒီအိမ်ကမီးထွန်းထားပြီးတော့အငွေ့တွေလည်းထွက်နေပါတယ်။ဒီလိုပဲသွားရအောင် အမေဒီလိုပဲသွားရအောင်အမေတို့ကိုကူညီပေးနိုင်လောက်တယ်။တကားနာကိုသွားပြီးတော့အကူညီတောင်းလိုက်ပါတယ်။အိမ်ထဲကမိန်းမတစ်ယောက်ထွက်လာပြီးတော့ဝဝစားကလေးမနဲ့ကလေးတွေရဲ့အခြေအနေကိုမြင်ပြီးတော့အံ့ဩသွားပါတယ်။တနာစရာငှက်ကလေးနင်တို့တွေဘလို့တော့အေးနေပြီလေ။အေးတကနင်တို့အခြေအနေတော်တော်လေးဆုံးအောင်လုပ်ထားရပဲအထက်ဝင်လာခဲ့ပါ အမေ ။တမီးတို့တခုခုညီပေးနိုင်မလား။တမီးတို့နေရာနဲ့အနှွေးထက်ထပ်ပြီးတော့လိုချင်သေးတယ်။နင်တို့အားလုံးကငါ့ရဲ့ဧည့်သည်တွေလေ။ရော့ဆောင်ယူပြီးတော့အထက်ကိုဝင်လာခဲ့ပါ။အထက်မှာဆိုအေးမှာမဟုတ်ဘူး။အမေ၊တားတို့ရဲ့အသက်ကိုကယ်ပေးနေရပဲ။တားတို့ဘယ်တော့မှဒီကျေးဇူးကိုမမေ့ပါဘူး။အမေကတားတို့ရဲ့အသက်ကိုကယ်ပေးနေရပဲ။တားတို့ဘယ်တော့မှဒီကျေးဇူးကိုမမေ့ပါဘူး။ကျေးဇူးဆက်မယ်တွေဘာတွေမပြောပါနဲ့လောကမှာတယောက်ကိုတယောက်ကူညီပေးတာကောင်းတဲ့အလုပ်ပါပဲ။ တခြားငှက်တွေကလည်းတခြားတောအုပ်ထဲကိုရောက်သွားပါတယ်။အဲ့ဒီတောအုပ်ကိုတိတ်ငှက်ကအစိုးရပါတယ်။အဲ့ဒီတောအုပ်ကိုတိတ်ငှက်ကအစိုးရပါတယ်။တိတ်ငှက်ရဲ့အမိတ်အောင်မှာနေရပါတယ်။အဟုတ်ငါ့ရဲ့အကောင်လေးတွေမင်းတို့အားလုံးကငါ့ရဲ့ဆာလောင်မှုကိုဖြည့်သိအောင်လုပ်ပေးဖို့ရောက်လာတာပဲ။တမီးတို့ကိုလွှတ်ပေးပါ။တမီးတို့ကလမ်းမကြီးရောက်လာခဲ့ရပါ။တခြားနေရာကိုသွားလိုက်ပါမယ်။ဟာငါကနင်တို့ဒီတိုင်းသွားခွင့်ပေးမယ်လို့ထင်နေရလား။ င်းတို့အားလုံးကငါ့ရဲ့အစာပဲလေငါတို့အားလုံးကကြောက်သွားပါတယ်တိုင်ငက်ကသူတို့ကိုအနိုင်ကျင့်မှုလုပ်နေတဲ့အချိန်အဲ့တဲ့င်းကိုဒေါ်ယူကကြားသွားပါတယ်ကျမတို့ရဲ့တငယ်ချင်းတွေဒုက္ခတွေ့နေလို့အကူအညီလိုအပ်နေပါတယ်နင်တို့တွေပဲဆိုလုံနိုင်မှာမဟုတ်ဘူးငါနင်တို့အကူအညီမယ်ဘဝစာကလေးမရဲ့လူသားဒေါ်ယူရဲ့ကလေးနှစ်ယောက်ရဲ့ကတိုင်ငက်ရဲ့တောအုပ်ထဲကိုရောက်သွားပါတယ်လူသားမိန်းမကလက်ထဲမှာဒုတ်ချောင်းကိုကင်ထားပါတယ် တိုင်ငက်ကသူတို့ကိုတွေ့တော့ဒေါသထွက်ပြီးတော့အော်ပါတယ်။ဒါကဘာလဲ။သူတို့ထက်တောင်ပို့ပြီးတော့ကြီးတဲ့တားကောင်ရောက်နေပါလား။ဒီနေ့ကတော့ငါရဲ့နေ့ပါပဲလား။ရက်ဆန်းတိုင်ငက်နင့်မှာတတိရှင်ငှက်တွေကိုထိကြည့်လိုက်လေ။ငါနေတော့လွတ်ပေးမှမဟုတ်ဘူး။လူသားမိန်းမကတိုင်ငက်ကိုဒုံနဲ့ရိုက်ပါတယ်။တိုင်ငက်ကလည်းတက်ခိုက်ပါတယ်။အဲ့ဒီချိန်ကလေးနှစ်ယောက်ကတခြားငှက်တွေကိုကယ်တင်လိုက်ပါတယ်။ငါတို့ငှက်တွေကအကောင်သေးတာတော့မှန်ပါတယ်။ဒါပေမဲ့ငါတို့ကအားနေသူတော့မဟုတ်ဘူး။ တိုက်မယ်ဆိုရင်ငါတို့ပဲအနိုင်ရမှာကျန်တဲ့ငက်တွေကပါတိုင်ငက်ကိုလိုက်ပြီးတော့တိုက်ခိုက်ပါတယ်တိုင်ငက်ကတော့အရှုံးမေးပြီးတော့ပြန်သွားပါတယ်တမီးတို့အနိုင်ရသွားပြီအမေတမီးတို့တိုင်ငက်ကိုတိုက်နိုင်သွားပြီဒီမှာကလေးတို့အမေတို့အတူတကရှိနေသူရဲ့ဘယ်သူမှအမေတို့ကိုရှော့အောင်မလုပ်နိုင်ဘူးငက်တွေအားလုံးကဒေါ်ယူရဲ့အိမ်ကိုလိုက်သွားပါတယ်အဲ့ဒီမှာသူတို့ကအစားအသောက်ရောအနှွေးတယ်ရောအေးချမ်းမှုကိုပဲရပါတယ်။ဘိုးဘဆာကလေးနင့်ရဲ့ကျေးဇူးကြောင့်ငါတို့အေးချမ်းမှုကိုရခဲ့တယ် အခုတော့ငါတို့လွတ်မြောက်သွားပြီတတိရှိမှုနဲ့အတူတကွငါတို့အတူရှိနေမယ်ဆိုရင်ဘယ်ຢာကားမှငါတို့အနိုင်မယူနိုင်ဘူးနင်တို့အားလုံးစောင်းရသည့်ကုန်းထဲအထိဒီမှနေလို့ရတယ်ဒီအိမ်ကနင်တို့ရဲ့အိမ်လည်းဖြစ်သွားပြီကျေးဇူးပါအမေကျွန်တော်တို့ဒီကျေးဇူးကိုတသက်လုံးမမေ့ပါဘူးဒီပုံကြီးကနေငါတို့ဘာလို့သင်ကန်းစာရခဲ့လဲဆိုတော့ငါတို့သာအတူတကွရှိနေမယ်ဆိုရင် ပြဿနာအားလုံးကိုဖြေရှင်းနိုင်တယ် တောထဲမှာမိုးသီးထန်စွာရွာသွန်းနေတော့တာပေါ့အန်နီမီနူနဲ့လှလှစာကလေးမာတို့ကအချင်းချင်းစကားပြောနေကြတော့တယ်အန်ဒီမိုးရွာနေတာက၃ညလောက်ရှိပြီနော်အခုလောက်ဆိုရင်မိုးကတိတ်တိတ်နေပြီอืมတမိပြောအမှန်နဲ့ဒီလိုမိုးကစက်တိုက်ရွာနေရင်တော့ကျိငက်တွေအတွက်ဒုက္ခရောက်စေတယ်လေကျိငက်တွေအားလုံးကလည်းဆင်းကျင်နေကြတာတောတစ်ပတ်တမိပတ်ကြည့်လိုက်အောင်မယ်အဲ့လိုပြောပြီးတော့လှလှစာကလေးမာကတောထဲကိုရောက်လာတော့တယ် လှလှစာကလေးကပြန်တန်းရင်းနဲ့အဝေးကိုရောက်သွားတော့တယ်။အဲ့ဒီချိန်မှာလှလှစာကလေးမရဲ့အကြီးကမိုးရီထဲမှာဆိုပြီးတော့တုံနေတဲ့စိတ်ကလေးလေးတစ်ကောင်စီကိုရောက်သွားတော့တယ်။စိတ်ကလေးလေးကမိုးရီထဲမှာတုံနေပါလား။အင်းကြည့်ရတာအိမ်ပြန်မဲ့လမ်းပြောက်သွားတာဖြစ်ရမယ်။အင်းကြည့်ရတာအိမ်ပြန်မဲ့လမ်းပြောက်သွားတာဖြစ်ရမယ်။လလဆာကလေးမကအဲ့လိုပြောနေတဲ့အချိန်မှာလလရဲ့အကြီးအားစိတ်ကလေးနဲ့မနေမဝေးခြုံငယ်ကပုန်းကုပ်ပြီးကြည်နေတဲ့မြေခွေးစီကိုရောက်သွားတော့တယ် ဟမ်ဒီမြေခွေးကငါတို့တော်ရရမဟုတ်ပါဘူးတခြားတော်ရရမြေခွေးဖြစ်ရမယ်လှလှစားကလေးမကပြန်တမ်းပြီးတော့မြေခွေးစီကိုရောက်လာတော့တယ်နေရမသူလဲဒီတော်ရမှာရှိနေတဲ့သူ အားလုံးကိုငါသိတယ်နေရဒီတော်ရရမဟုတ်ဘူးမလားအင်းနင်ပြောတာမှန်တယ်ငါကဒီတော်ရရမဟုတ်ဘူးငါကဒီတော်ရရဖြစ်နေတဲ့အချိန်မှာပဲမိုးရွာလာလို့လေအဲ့ဒါကြောင့်မလို့ဒီတော်ထဲမှာပဲနားနေလိုက်တာ မိုးတိတ်သွားရင်ပြန်သွားလိုက်မယ်ကောင်းပါပြီ ဲ့လိုပြောပြီးတော့လှလှဆာကလေးမကစိတ်ကလေးလေးစီကိုရောက်လာတော့တယ်။နောက်တော့ပြောလိုက်တော့တာပေါ့။ဒီဒီမှာဘာလုပ်နေရလဲ။နင့်ရဲ့အမေရောဘမလဲ။ပြီးတော့နင့်ရဲ့နာမည်ရောဘလို့ခေါ်လဲ။ကျွန်တော်နာမည်ကကုလူပါ။ကျွန်တော်ကမိုးရီထဲမှာဆော့ကစားနေရ။ဆော့ရင်ဆော့ရင်နဲ့အဝေးကြီးကိုရောက်လာပြီးတော့အိမ်အပြန်လမ်းကိုမေ့သွားလို့ပါ။အဲ့လိုပြောပြီးတော့ကုလူကငိုနေလိုက်တော့တယ်။စိတ်မပူပါနဲ့အိမ်ကိုခေါ်သွားပေးမယ်။ အမေကတားကိုမစော့ခိုင်းဘူးဒါပေမဲ့တားကအမေစကားကိုနားမထောင်ဘဲနဲ့ထွက်ဆော့ခဲ့တာအမေရဲ့စကားကိုနားထောင်ခဲ့တဲ့နာအမားနဲ့တူတူလိုက်ခဲ့လှလဆာကလေးမကစိတ်ကလေးလေးကိုခေါ်ပြီးတော့သွားရင်းနဲ့အနှဲငယ်အဝေးကိုရောက်သွားတော့တယ်။အဲ့ဒီချိန်မှာဂူလူရဲ့အမေကဂူလူကိုရှာရင်းနဲ့ရောက်လာတော့တယ်။တားပဲကိုသွားလိုက်တာလေ။အမေကဘလောက်တောင်စိတ်ပူနေလဲဆိုတာသိရလား။ကိုယ့်ရဲ့အမေကိုတွေ့ပြီးတော့ဝမ်းသာစွာနဲ့ပြောလိုက်တော့တယ်။ အခုကဆက်ပြီးတော့အမေရဲ့စကားအတိုင်းသားနာထောင်ပါမယ်။လှလဆောင်လေးမကခိုလူကိုချိန်ပြီးတော့ပြလိုက်တော့တယ်။အင်းအခုတော့အမေနဲ့အိမ်ပြန်လိုက်သွားတော့နော်။မိုးမတိတ်မချင်းအပြစ်ထုံးဆော့နဲ့ဂူလူကသူ့ရဲ့အမေနဲ့အတူအိမ်ပြန်သွားတော့တယ်။အဲ့နောက်မှာတော့လှလဆာကလေးမကအန်နီမီနူးစီကိုလာပြီးတော့အเจ้าဆုံးပြပြလိုက်တော့တယ်။လှလဆာကလေးမရဲ့စကားကိုနားထောင်ပြီးတော့အန်နီမီနူးကအတွေးတစ်ခုနှစ်ဝင်သွားတော့တယ်။အန်ဒီရဲ့ဘာရီစဉ်းစားနေရလဲ အဲ့မြေခွေးကစိတ်ကလေးလေးကိုထိခဲ့အောင်လုပ်ဖို့တော့စဉ်းစားနေရမဟုတ်ပါဘူးနော်။အော် မဟုတ်ပါဘူးအန်ဒီရဲ့။တမိသွားတော့ကမြေခွေးကတပင်အောင်မှရက်နေရလေ။မိုးတိတ်သွားရင်သူကထွက်သွားလောက်မှာ။နောက်နေ့တရက်မှာတော့မိုးကတိတ်သွားခဲ့တော့တယ်။လှလစာကလေးမကနေအောင်ခံနေတော့တာပေါ့။အဲ့ဒီချိန်မှာဝဝစာကလေးမကရောက်လာပြီးတော့ပြောလိုက်တော့တယ်။လှလရေမြေဒီမှာထိုင်နေရလား။ဟုတ်ပါမှာလေတနားဆရာကောင်းတဲ့စိတ်တကောင်ကရှိုက်ကြီးတကင်ငိုနေတယ်ဟမ် ဘယ်စိတ်ကရှိုက်ကြီးတငင်ငိုနေရတာလဲငါလည်းမသိပါဘူးစိတ်မလေးကသူ့ရဲ့ကလေးကိုရှာနေတာတဲ့မနေ့ညကလေးကသူ့ရဲ့သားလေးကအိမ်ကနေပြောက်သွားတယ်လို့ပြောတာပဲငါနဲ့တူတူသွားကြရအောင်အဲ့နောက်မှာတော့လှလှစာကလေးမကဝဝစာကလေးမနဲ့အတူသွားလိုက်တော့တယ်အဲ့ဒီချိန်မှာငိုနေတဲ့စိတ်မလေးကကိုလူရဲ့အမေဖြစ်နေတော့တာပေါ့လှလှစာကလေးမကစိတ်မဆီကိုသွားပြီးတော့ပြောလိုက်တော့တယ်ဘာဖြစ်တာလဲဘာလို့ငိုနေရတာလဲ မနေ့တော့ကဂိုလူကိုအိမ်ခေါ်သွားခဲ့တယ်။မနေ့အိယာနိုးလာတဲ့အချိန်မှာသူပြောင်းနေရလေ။တတော်လုံးနဲ့လိုက်ရှာပြီးသွားပြီးသူ့ကိုမတွေ့ခဲ့ဘူး။စိတ်ပမှုနဲ့အခုပဲငါသူ့ကိုရှာလာခဲ့ပေးမယ်။လှလှစာကလေးမကဂိုလူကိုရှာဖို့အတွက်ထွက်လာတဲ့အချိန်မှာသူ့ရဲ့အကြီးကသစ်ပင်အောက်မှာထိုင်နေတဲ့မြေခွေးစီကိုရောက်သွားတော့တယ်။လှလှစာကလေးမကအဲ့ဒီမြေခွေးနောက်သွားပြီးတော့ပြောင်းလိုက်တော့တယ်။မနေ့တော့ကမိုးရီထဲမှာဆူဆွဲနေတဲ့စိတ်ကလေးလေးကိုတွေ့မိသေးလား။ ဘယ်စိတ်ကလေးကိုမှမတွေ့ပါဘူး။ဒါနဲ့နင်မနေ့ကပြောတော့မိုးတိတ်သွားရတယ်ပြန်တော့မယ်ဆို။တောမှာပေါ့ကွာနင်ပြောနေတဲ့ပုံကမသိရင်ဒီတော့ရဲ့ဘရင်ကြာနေရပဲ။ဒီတော့ကမှနင်ရဲ့အမိန့်ကိုပဲအားလုံးကလိုက်နာနေရတဲ့အတိုင်းပဲ။ငါသွားချင်တဲ့ချိန်ကျတောမှာပေါ့။လှလှဆာကလေးမကစိတ်ထဲမှာတွေးလိုက်တော့တယ်။အင်းဒီမြေကွေးကမသိငါစရာပဲ။ဒီမြေကွေးနဲ့ပတ်သက်ပြီးတော့တောဘရင်ချင်းသေးကိုပြပြမှဖြစ်တော့မယ်။ လှလဆာကလေးမကတောပြင်းချင်းသိစီကိုရောက်လာတော့တယ်။နောက်တော့အကြောင်းဆုံးပြပြပြီးတော့ထပ်ပြောလိုက်တော့တယ်။ကျမတော့အဲ့မြေခွေးကိုတန်တရားဝင်မိတယ်။အဲ့ဒီချိန်မှာချင်းသိကစိတ်ဆိုးသွားပြီးတော့လှလကိုပြောလိုက်တော့တယ်။အဲ့မြေခွေးပြောတာလည်းမှန်တာပဲ။နေကအမြဲတမ်းတောကတရိတ်ဆန်တွေကိုမကောက်ပြဖို့ပဲငါစီကိုလာတာလေ။ဘယင်းမင်းမြက်ကဘာဖြစ်သွားတာလဲရှင်။အဲ့ဒီချိန်မှာမြေခွေးကစိတ်ကလေးခုလူကိုခေါ်ပြီးတော့ချင်းသိရဲ့နိုင်ငူလေးကိုရောက်လာတော့တယ်။ ။နောက်တော့ချင်းသီးရဲ့အရှိမရက်လိုက်တော့တယ်။လှလှဆာကလေးမကတအံ့တော်နဲ့အဲ့ဒီမြင်ကွင်းကိုကြည့်နေရပေါ့။ဘင်းကြီးမနေ့ကစိတ်ကလေးလေးပျောက်သွားတဲ့တရင်ကျတော့ကျွန်တော်လည်းတတော်လုံးလိုက်ရှာခဲ့ပါရဲ့။ဒါပေမဲ့လှလှဆာကလေးမက ကျွန်တော်အကြောင်းမကောင်းပြောလိုက်မယ်လို့ကျွန်တော်အစကတည်းကတွေးနေခဲ့တာ။အဲ့ဒါကြောင့်လဲကျွန်တော်ကအစကလေးကကြိုပြောခဲ့တာပေါ့ဘယင်းကြီးဒီလှလှဆာကလေးမှကြောင့်ပဲတခြားတော့သတိစံကြီးကဘယင်းရဲ့ပိုင်တဲ့ထဲကိုမလာရဲကြတာ ရှင်နေရလလဆကလေးမကိုကြည့်ပြီးတော့ပြောလိုက်တော့တယ်။နင်ပြောတော့မြေခွေးကစိတ်ကလေးလေးကိုစားပြစ်လိုက်ပြီဆိုဒါပေမဲ့ तू ကနင်မလာခင်အရင်ဆုံးစိတ်ကလေးကိုငါစီလာအပ်ခဲ့တာ။အဲ့လိုမျိုးမဟုတ်တာကိုစွပ်စဲတဲ့အတွက်ထောက်ခံပေးရလိမ့်မယ်။အဲ့လိုပြောပြီးတော့ရှင်နေရသူ့ရဲ့ရဲမက်တွေကိုအမိတ်ပေးလိုက်တော့တယ်။ရဲမက်တွေကလည်းလလဆကလေးမကိုလှောင်နေထည့်ပြီးတော့ဖမ်းချုပ်လိုက်တော့တာပေါ့။အဲ့ဒီနောက်မှာတော့ရှင်နေရမြေခွေးကိုကြည့်ပြီးတော့ပြောလိုက်တော့တယ်။ မင်းဆန်နာရှိသလောက်ဒီတောထဲမှာနေခွင့်ရှိတယ်။အဲ့စကားကိုနားထောင်ပြီးတော့မြေခွေးကဝမ်းတောက်ပြီးတော့ထွက်သွားလိုက်တော့တယ်။အဲ့ဒီမြေခွေးနဲ့အားလုံးကိုဝဝစားကလေးမကကြည့်နေတော့တာပေါ့။အဲ့ဒီနောက်မှာတော့ဝဝစားကလေးမကအန်ဒီမီနူးစီကိုသွားပြီးတော့အเจ้าဆုံးပြပြလိုက်တော့တယ်။တခုခုလောက်ပါဦးအန်ဒီရဲ့တောပြင်ချင်းသေးကလှလှကိုဖမ်းလိုက်ပြီ။အန်ဒီမီနူးကအတွေ့အကြုံနဲ့ဝင်သွားပြီးတော့ပြောလိုက်တော့တယ်။အန်ဒီမီနူးကအတွေ့အကြုံနဲ့ဝင်သွားပြီးတော့ပြောလိုက်တော့တယ်။ อืมမြေခွေးကခြုံမုတ်ထဲကနေစိတ်ကလေးလေးကိုချောင်းကြည့်နေတဲ့အကြောင်းလှလှပြောတော့ကလေးကငါအဲ့ဒီမြေခွေးကိုတန်တရားဝင်ခဲ့တာอืมဘလို့ပဲဖြစ်ဖြစ်ပါအန်ဒီအေးလှလှကိုတော့လွတ်မြောက်လုပ်ပေးပါနော်ဘာမှစိတ်မပူနဲ့ဘောပါအခုလောလောဆယ်ငါတို့နှစ်ယောက်လုံးဘာမှနှုတ်ရှားလို့မရသေးဘူးသူ့ရဲ့အုံနောက်ထဲမှာဘာတွေတွေးနေလဲဆိုတာအရင်ဆုံးသိရမှဖြစ်မယ်သူကဘာရွယ်ချက်နဲ့ဒီတော့ရောက်လာတယ်ဆိုတာသိမှဖြစ်မှာပေါ့ အဲ့ဒီနေရာဆပြီးတော့မြေခွေးရဲ့အနောက်ကိုအန်နီမီနိုးတဲ့ဝဝစားကလေးမကမျက်ခြေမပြတ်လိုက်ကြည့်တော့တာပေါ့အဲ့ဒီမြေခွေးကတတော်လုံးရှောက်ပတ်ပြီးတော့တခြားတရိတ်ဆန်ရဲ့အသားကိုခိုးဆားတော့တာပေါ့အသားပေးဖို့ငင်းဆန်တဲ့ဘယ်တရိတ်ဆန်ကိုမဆိုသူကဘီးရဲ့တငယ်ချင်းဖြစ်တဲ့အကြောင်းပြောပြီးတော့မြေခွေးကချိတ်ချောက်လေးရှိတော့တယ်တရက်မှာတော့မြေခွေးကသွားရင်သွားရင်နဲ့ဂူလူစိတ်ကလေးရဲ့အိမ်အနားကိုရောက်လာတော့တယ်စိတ်ကလေးဂူလူကသူ့ရဲ့အိမ်ရှိမှာစော့ကစားနေတာပေါ့ အဲ့ဒီနောက်မှာတော့မြေခွေးကဂလူကိုထူးဆန်းတဲ့အကြည့်နဲ့ကြီးလိုက်တော့တယ်။ဒါပေမဲ့သူ့ကိုမီနူးကကြည့်နေမှမြေခွေးကမသိခဲ့ဘူးပေါ့။အဲ့ဒီမီနူးကဝိုဝါစာကလေးမကိုကြည့်ပြီးတော့ပြောလိုက်တော့တယ်။မြေမြလေးသွားပြီးတော့ဘရင်ကိုခေါ်လာခဲ့လိုက်။ဒါပေမဲ့အန်ဒီဘရင်ကသမီးရဲ့စကားကိုယုံမှမလား။အော်ဘလူပဲပြပြပြောလို့ရအောင်စူးစမ်းပြီးတော့ခေါ်လာခဲ့လိုက်။ဒီမြေခွေးကိုကြည့်ရတာတခုခုလောက်တော့မင်းနဲ့တူတယ်။ပြီးတော့ဘရင်ကိုဒီနေရာကိုရောက်လာဖို့အတွက်ကအရင်အရေးကြီးတယ်။ အန်နီမီနိုရဲ့စကားကိုနားထောင်ပြီးတော့ဝဝစားကလေးမကချင်းနစ်စီကိုတိုက်ရိုက်ရောက်လာတော့တယ်။ဘဝရင်နင်ပါလို့ဒီကိုရောက်လာရလဲ။ဘီရင်ကြီးရဲ့ကျမနဲ့တို့ခုချက်ချင်းလိုက်ခင်မှဖြစ်မယ်။ငါအခုစားကလေးတွေကိုမယုံတော့စဉ်းစားအောင်နော်ဘီရင်။နောက်မှကိုယ့်ရဲ့လုပ်ရတဲ့အတွက်နောက်နောက်ရမိလိမ့်မယ်။ဒါပေမဲ့နင်ကငါ့ကိုဘယ်ကိုခေါ်သွားချင်တာလဲ။ကျမနဲ့တို့လိုက်ခဲ့ပါပြီးတော့ဘီရင်ကိုယ်တိုင်ဘီရင်ရဲ့မျက်လုံးနဲ့ကျမပြချင်တဲ့အမှန်တရားကိုကြည့်ကြည့်လိုက်။ အဲ့နောက်မှာတော့ဝဝစာကလေးမနဲ့အတူချင်းသေးကလိုက်သွားတော့တယ်။အဲ့ဒီချိန်ကျတော့မှအန်နီမီနိုကချင်းသေးစီကိုရောက်လာပြီးတော့ပြောလိုက်တော့တယ်။ဘယင်ရဲ့အဲ့ဒီတပင်ရဲ့အနောက်ကနေပုန်းနေပြီးတော့ကိုရိုင်းမဲအမှန်တရားကိုကြည့်လိုက်ပါ။အန်နီမီနိုရဲ့စကားကိုနားထောင်ပြီးတော့ချင်းသေးကတပင်ရဲ့အနောက်မှာပုန်းလိုက်တော့တယ်။မြေခွေးကအခုလူရဲ့အနောက်ကိုရောက်လာပြီးတော့ပြောလိုက်တော့တယ်။ငါဒီနေ့နေ့ရဲ့အသားကိုစားခြင်းစိတ်ဖြစ်နေတယ်။ဒါပေမဲ့ကျွန်တော်ဟိုတနေ့ပြောက်သွားတော့ကအကူကပဲကျွန်တော်ဘရင်စီလိုက်ဖို့ပေးခဲ့တာမဟုတ်ဘူးလား ကျွန်တော်အမေစီကိုပို့ပေးခဲ့တာလေငတုံးစိတ်ကလေးရဲ့အဲ့ဒါကငါ့ရဲ့အကြံစီလေလှလှဆာကလေးမကဒီတတော်လုံးမှာညံကောင်းမှငါသိရလေငါတို့ဖမ်းချုပ်ခြင်းတဲ့အတွက်ကြံစီလိုက်တာကျွန်တော်နားမလည်ဘူးမင်းအဲ့နေတော့ကလေငါမင်းကိုပစက်နဲ့ကြိုက်ပြီးတော့တောရဲ့အလယ်မှာထားခဲ့တာနောက်တော့ငါကိုယ်တိုင်မင်းကိုနှိုးပြီးတော့ဘင်းစီကိုသွားပို့ပေးခဲ့တာအယူတော်ပြီးရင်ငါလှလှကိုဖမ်းချုပ်လိုက်တယ်လေ ဒါပေမဲ့အခုကတော့ငါ့ကိုဖမ်းချုပ်မဲ့သူဘယ်သူမှမရှိတော့ဘူးလေ။ငါမြင့်ကိုစားပြစ်လိုက်ရင်လည်းဘီကေကငါ့ကိုအပြစ်ဆိုတော့မှာမဟုတ်ဘူး။မင်းမရှိတော့တဲ့နောက်ပိုင်းဒီတော့ရမှာဖြစ်သမျှအရာအားလုံးကငါ့ရဲ့ဆန္ဒအတိုင်းပဲဖြစ်လာလိမ့်မယ်။အဲ့လိုပြောပြီးတော့မြေခွေးကဂူလူကိုစားဖို့လုပ်နေတဲ့အချိန်ချင်းသေးကပြေးပြီးတော့ဝင်လာတော့တာပေါ့။ချင်းသေးကိုတွေ့ပြီးတော့မြေခွေးကလန့်သွားတော့တယ်။ဒါကမင်းရဲ့အကြံပေါ့လေ။မင်းကတတော်လုံးရဲ့ညံအထက်မြတ်ဆုံးသူဖြစ်တဲ့ငါရဲ့ညာလက်ရုံးကိုငါကိုယ်တိုင်ဖမ်းခင်းစေရတယ် ငါမင်းကိုရှင်တန်ခွင့်မပေးနိုင်ဘူးအဲ့လိုပြောပြီးတော့ချင်းသေးကမြေခွေးကိုအဲ့ဒီနေရာမှာနေတက်လိုက်တော့တယ်နောက်တော့အနီမီနူကိုကြည့်ပြီးတော့ပြောလိုက်တော့တယ်ငါ့ကိုခွင့်လို့ပါအနီမီနူငါမှားသွားခဲ့တယ်ဘာမှမဖြစ်ပါဘူးဘယင်ဟိုမြေခွေးကအရန်ကိုရုပ်ပိုင်ရိုင်းဆိုင်လို့ပါပြီးတော့လှဲခွက်တွေတုံးပြီးတော့ဘယင်ကို तू ကသူတယောက်တည်းကိုပဲယုံကြည်စေခဲ့တယ်ချင်းသေးဘယင်ကလှလှဆာကလေးမကိုလှုပ်ပေးလိုက်တော့တယ် ဒါပေမဲ့ဒီတစ်ခါမှာတော့အန်တီမီနိုကသာဟီးရိုးဖြစ်သွားတော့တာပေါ့